ကျမတော်မူကြပါစောခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့ဂျွန်နာ15ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့အေးအေးရောက်ရှိလာပါကခုခံမတိုက်ခိုက်ပဲအလံဖြူပြရန်ရေကြီးမြို့နယ်ရေစကန်မှုညွန်ကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအေးအော်ဒီတိုင်းကြုံပြောခရိုင်ရေကြီးမြို့နယ်အတွင်းထဲမှာအရခတ်တတော်အေးအေးရောက်ရှိလာပါက ခုခံတိုက်ခိုက်ခြင်းမပြုဘဲအလံဖြူပြရန်ရည်ကြည်မျိုးနယ်ရဲစခန်းမှုက၎င်းရဲ့လက်အောက်ခံရဲတပ်ဖွဲ့ဝင်များကိုညွှန်ကြားထားကြောင်းရည်ကြည်မျိုးနယ်မှာရှိတဲ့ရဲတရင်အရေးမြစ်တူကဆိုပါတယ်2025ခုနှစ်နှစ်စပိုင်းမှာစတင်က AA နဲ့ပူပေါင်းတပ်များဟာရခိုင်နဲ့ AAWD နယ်စပ်မှာရှိတဲ့မြို့နယ်များကိုထိုးစစ်ဆင်လာပြီးနောက်ရည်ကြည်မျိုးနယ်ရဲစခန်းမှုက၎င်းရဲ့တပ်ဖွဲ့ဝင်များကိုယခုကဲ့သို့မှာကြားခဲ့ခြင်းဖြစ်ပါတယ်လာတီကြနဲ့ပြောရရင်တော့ဧပြီလမှာစကမ်းမှုကကျွန်တော်တို့တက်ဖွဲ့ဝင်တွေကိုမှာထားတာ ကိုယ့်အသက်ထက်အရေးကြီးတာဘာမှမရှိဘူးအေအေတပ်ဖွဲ့ဝင်တွေမြင်တာနဲ့ပြန်မတိုက်နဲ့အလံဖြူသာချလိုက်ဆိုပြီးမှထားတယ်အတိကငတိုင်းချောင်းဘက်ကဂိတ်တွေမှာတာဝန်ကျနေတဲ့သူတွေကိုပို့တတိပေးထားတယ်လို့ရေတရင်အရင်မြုပ်ကဆိုပါတယ်လက်ရှိမှာရေကြီးမြို့နယ်ကွာငတန်းချောင်းလမ်းပေါ်မှာရှိတဲ့မြောက်ဆန်းအမြောက်တပ်အမတ်တ344ကိုလည်းအေအေနဲ့ပူပေါင်းတပ်များကဇွန်လ17ရက်နေ့မှာစတင်ကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။အစိုးရအမြောက်တပ်ဟာ တိမ်မုံရွာလမ်းနဲ့ကွမ်းကတန်းချောင်းလမ်းစုံအနီးကမြောက်ဆန်းကြီးရွာမှာတည်ရှိပြီးရင်းတက်ကိုတိမ်ပိုက်နိုင်ပါကကျုံပြော်မျိုးအထိစီရေးချင်းချောင်းနိုင်တဲ့ဗျူဟာမြောက်စကန်တစ်ခုလည်းဖြစ်ပါတယ်။ရည်ကြီးဘက်မှာတော့လက်နက်တံတွေမကြားရတာကြာပြီးနှစ်ပတ်လောက်ရှိပြီးပြီးခဲ့တဲ့လကတော့နေ့စဉ်ဤပါလက်နက်တံတွေကြားရတယ်။ငတိုင်းချောင်းဘက်မှာတော့နေ့စဉ်တိုက်ပွဲတွေဖြစ်နေတယ်လို့အမျိုးတွေကပြောတယ်။ကျွန်တော်တို့ကတော့တိုက်ပွဲတွေဒီဘက်ရောက်လာရင်အစင်သစ်ဖြစ်အောင်တော့အမြဲပြင်ဆင်ထားတယ်လို့ရည်ကြီးမျိုးနယ်မှာနေထိုင်တဲ့အသက်30အရွယ်မျိုးသားတအူးကဆိုပါတယ်။ အမတ်3-4ကိုထိုးစစ်ဆင်တိုက်ခိုက်ရမှာပြီးခဲ့တဲ့ဇန်နဝါရီလ18ရက်နေ့ကအေအေနဲ့ပူးပေါင်းတပ်ဖွဲ့ကတင်ပိုက်နိုင်ခဲ့တဲ့ရွှေတောင်ရံမြို့နယ်ဗောမိကြီးရွာမှာရှိတဲ့စစ်ကောင်စီရဲ့တန်ချက်ကကားများနဲ့ပါတိုက်ခိုက်နေခြင်းဖြစ်ပါတယ်။အေအေနဲ့ပူးပေါင်းတပ်များဟာ2024ခုနှစ်နှစ်ကုန်ပိုင်းကအေယာဝတီတိုင်းနယ်နင်းနမိတ်ချင်းတိဆက်နေတဲ့ဂွားမြို့ကိုတင်ပိုက်ပြီးနောက်2025ခုနှစ်နှစ်စပိုင်းမှာအေယာဝတီရခိုင်နယ်ဇရခိုင်ပကိုးနယ်ဇနဲ့ရခိုင်မကွေးနယ်ဇတို့မှာစစ်မျက်နှာတုံးခုဖွင့်ပြီးထိုးစစ်များလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိမှာအေအေနဲ့ပူပေါင်းတက်များဟာအာမတ344ရဲ့ပင်မတစခန်းကိုဝင်ရောက်နိုင်ပြီလို့သတင်းများထွက်ပေါ်နေပါတယ်စစ်ကောင်စီအနေနဲ့အာမတ344ကိုလက်လွတ်လိုက်ရပါကရည်ကြည်မြို့နယ်နဲ့ငတိုင်းချောင်းမြို့နယ်များဟာစစ်ရေးအရစိုးရိမ်တဲ့အခြေအနေများရှိလာနိုင်ကြောင်းစစ်ရေးတုံးသက်သူများကခံမှန်းထားကြပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ရည်ကြည်အမြောက်တပ်မှစစ်ကောင်စီတပ်သားအများပြထွက်ပြေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ေယာဝတီတိုင်းရေကြည်မြို့နယ်အခြေစိုက်အမှတ်344အမြောက်တပ်ကနေစစ်ကောင်စီတပ်သားအယောက်20ထွက်ပြေးသွားတယ်လို့အမြောက်တပ်နဲ့နှိစက်သူတွေစီကနေသိရှိရပါတယ်။ရေကြည်အမြောက်တပ်344ကနေဇွန်လ6ရက်နေ့က6ရောက်ဇွန်လ8ရက်နေ့က17ရောက်ဇွန်လ14ရက်နေ့က3ရောက်ထွက်ပြေးသွားတာလို့ဆိုပါတယ်။အမြောက်တပ်ရင်းနဲ့နှိစက်သူတယောက်ကစစ်မြေပြင်မှာတိုက်ပွဲအကြများလာတာကြောင့်စစ်သားတွေအများစုကစိတ်တက်တွေရင်းရင်ပြီးထွက်ပြေးတာ။ ထွက်ပြေးတဲ့တပ်သားတွေကအရင်တပ်သားတွေလားစစ်မှုထမ်းလူငယ်တွေလားတော့မသိသေးဘူးလို့ဆိုပါတယ်စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားတာနဲ့ပတ်သက်လို့အပူတပြင်းလိုက်လံရှာဖွေတာမဟုတ်ပေမဲ့စစ်စည်းရေးဂိတ်တွေကိုတရင်ပို့ထားတယ်လို့သိရှိရပါတယ်လက်ရှိမှာရေကြီးအမြောက်တပ်3လေးနားမှာစစ်ကောင်စီနဲ့အာရကတပ်တော် AA ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားနေပြီလက်နက်ကြီးလက်နက်ငယ်တွေပြစ်ခတ်တန်ကြားနေရတယ်လို့ဒေသခံတွေစီကနေသိရှိရပါတယ်ခင်ဗျာ နောက်ထပ်သိရှိရတဲ့သတင်းကတော့ပလဲကန်တောင်တိုက်ပွဲကိုစစ်ကူရောက်လာတဲ့စစ်တပ်မှစစ်ကြောင်းမှုမိုင်းထိဒဏ်ရာရထားပြီးစစ်ကြောင်းတပ်ပြတ်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။စကိုင်းတိုင်းပလဲမြို့နယ်ကန်တောင်စခန်းကိုစစ်ကူလာရောက်တဲ့စစ်တပ်မှစစ်ကြောင်းမှုမိုင်းထိကတပ်ပြတ်နေကြောင်းရင်းမာပင်ခရိုင်တပ်ရင်းစနစ် Gorilla Ranger ထံကိုအလင်းဝင်ရောက်လာခဲ့သူစစ်သားကိုထက်လင်းအောင်ခေါ်ကိုကျော်ကိုကဆူပါတယ်။ပလဲမြို့နယ်ကန်တောင်တပ်စခန်းမှကြာစီဖို့အတွက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကစစ်ကူပေးပို့ထားတဲ့စစ်တပ်စစ်ကြောင်းမှာ လက်တလျှောက်တိုက်ခိုက်ခံရကြောင်းစစ်သားတအူးတည်ဆုံထားကစစ်ကြောမှုမှလည်းမိုင်းထိဒဏ်ရာရရှိထားတယ်လို့အလင်းဝင်စစ်သားကိုထက်လင်းအောင်ခေါ်ကိုကျော်ကိုကရှင်းပြပါတယ်အလင်းဝင်စစ်သားကိုထက်လင်းအောင်ခေါ်ကိုကျော်ကိုဟာ2024ခုနှစ်ဆယ်လပိုင်းကအရက်တော့ရန်ဖြစ်ရာကအချုပ်နှစ်ဖက်ကြားခံရကစစ်သားအဖြစ်စုဆောင်းခံရသူဖြစ်ကြောင်းအဲ့ဒီနောက်ရင်းနှီးမြို့နယ်နဲ့တောင်ကုန်မြို့တို့မှာစစ်တင်တဲ့9လနဲ့စစ်မြေပြင်2လတာဝန်ထမ်းဆောင်ပြီးမုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်တနာကျုပ်ကိုပို့ဆောင်ခံရသူဖြစ်ကြောင်း ထို့နောက်ပလဲမြို့နယ်ကန်တောင်းရွာတိုက်ပွဲကိုစစ်ကူပေးရန်မုံရွာမြို့အနောက်မြောက်တိုင်းစစ်တနာကျုပ်နမခရဟတ်ရင်နဲ့အင်မတီပြူစော်တီစကန်ကိုပို့ဆောင်ကန်ခဲ့ရကြောင်းစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကတိုက်ခိုက်ချေမှုန်းခံရပြီးနောက် MA1 အမျိုးအစားတနက်တလက်ကြည45တောင်းမိုင်းတလုံးနဲ့အတူစစ်ကြောင်းအတွင်းမှထွက်ပြေးလာကရင်းမာပင်ခရိုင်အမှတ်စနစ်တရင် Gorilla Ranger ထံမှအလင်းဝင်ခဲ့ကြောင်းသိရှိရပါတယ်။ ဇွန်လ9ရက်နေ့မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနကျောင်းမှာပလဲမြို့နယ်အင်မတီရွာပြူစောတီစခန်းကိုရဟတ်ရင်နဲ့အင်အား140ခန့်ပို့ဆောင်ခဲ့ကြောင်းထို့သောပို့ဆောင်ပြီးနောက်ကန်တော့ရွာဘက်ကိုစစ်ကူစစ်ကြောင်းအဖြစ်ခြေလင်းတွားရောက်စဉ်ပြည်သူ့လူမျိုးရေးတပ်မတော်နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာမှာတက်ပြက်နေပြီးဟိုတစုဒီတစုတက်ပြက်နေကြောင်းသိရှိရပါတယ်။ ထိတွေ့မှုဖြစ်တာ PLA နဲ့ဖြစ်တာပါစစ်ကြောင်းကဟိုတစုဒီတစုအနေအထားပဲကိုင်းတွင်းရွာထဲမှာအင်အား30လောက်ရှိတယ်တချို့လဲပျောက်နေတာတချို့တည်ဆုံးသွားတာတွေရောတက်ပြက်နေတဲ့အနေအထားပဲလက်ရှိတော့တိုက်ပွဲကညင်နေတယ်ထိတွေ့တိုက်ပွဲမှာသူတို့စစ်ကြောင်းမှုလဲမိုက်ထိထားတယ်လို့ပြောတယ်တည်ဆုံးတာကတော့အတိအကျမသိရသေးဘူးလို့ပြောတယ်သူနဲ့အလင်းဝင်မဲ့တယောက်တော့တည်သွားတာတည်တယ်လို့ပြောပါတယ်အဲ့တော့ကြောင့်သူလက်စစ်ကြောင်းတက်ကနေလစ်ထွက်ပြီးပြေးလာတာပြီးတော့ကျွန်တော်တို့ရဲဘော်တွေရှိတဲ့ကာကင်း point စီလာပြီးအလဲဝင်ဖို့ဆိုပြီးပြောတာ ကြိုတင်ချိဆက်ထားတာတော့မရှိဘူးဖုန်းတွေလည်းအသိခံထားရတာဆိုတော့လို့ရင်းမာပင်ခရိုင်တပ်ရင်းစနစ် Gorilla Ranger တပ်ဖွဲ့မှတာဝန်ရှိသူကရှင်းပြပါတယ်ပလဲမြွနဲ့ကန်တောက်စကန်သိန်းတိုက်ပွဲကိုဇွန်လ၂ရက်နေ့ကတည်းက PLA ဥဆောင်တဲ့တော်လန်ရေးတပ်များကတိုက်ခိုက်နေတာဖြစ်ပြီးတိုက်ပွဲမှာနှစ်ပတ်နီးပါးကြာမြင့်တဲ့အထိပြင်းထန်နေစေဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ CDM ဥပဒေအတိပေါက်ချင်းချောင်းမှုစစ်ကောင်စီတုံ့ပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် ပြည်တော်စစ်လွတ်တော်ကိုစားပြုကော်မတီ CRPH ကထုတ်ပြန်ကြေညာလိုက်တဲ့အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေဟာအတိပေါ့ဖြင့်ချင်းချောက်မှုသာဖြစ်ကြောင်းအာဏာသိမ်းစစ်ကောင်စီဝါဒဖြင့်တရင်စာများမှယနေ့ဖော်ပြပါဗါးဇွန်လ23ရက်က CRPH ပြထမ်းလိုက်တဲ့ဥပဒေမှာအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့တဲ့နိုင်ငံဝန်ထမ်းများအားဂုဏ်ပြုပံ့ပိုးရန်နဲ့ CDM မှာမပါဝင်ခဲ့တဲ့ဝန်ထမ်းများကိုဌာနဆိုင်ရာအပြစ်ပေးအရေးယူခြင်းနဲ့ ဒီစဲဥပဒေအရတရားစွဲဆိုခြင်းများပြည့်လုံနိုင်ရန်ပေါ်ပြထားပါတယ်။စစ်ကောင်စီလက်ထက်နိုင်ငံဝန်ထမ်းများအားယာတုတုံ့မြင့်ခြင်းအသည့်ခန့်အပ်ခြင်းနဲ့စာမေးပွဲရလဒ်များအားပယ်ဖျက်ခြင်းတို့အပြင်စစ်ကောင်စီကပေးအပ်တဲ့ဂုံတူးဆောင်ပွဲတစိမ့်များနဲ့ချင်းမြင့်ငွေများအားပြန်လည်ပေးအပ်ရမှာဖြစ်ကြောင်းလည်းဥပဒေမှာပေါ်ပြထားပါတယ်။ထို့သောတာဝန်ထမ်းဆောင်စဲနိုင်ငံဝန်ထမ်းများကိုတရားစွဲဆိုရန်ပြည့်လုံခြင်းဟာပြည်ပအုပ်စုတစ်ခုရဲ့နိုင်ငံဝန်ထမ်းများအပေါ်နီလန်တစ်ခုနဲ့ချင်းချောက်ချင်းဖြစ်ပြီး ကောင်းတို့ကြာဖြည့်ရှင်းမရတဲ့ပြဿနာများနဲ့တပုတ်ဦးလိုက်နေတဲ့အဖွဲ့မှခရောင်ကရန်ထားလုပ်တဲ့လူရဲလို့စစ်ကောင်စီကဆိုထားပါတယ်။ CRPH ဥပဒေမှာစစ်တပ်အာဏာသိမ်းတဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှဧပြီလ30ရက်နေ့အတွင်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့သူများကို CDM နိုင်ငံဝန်ထမ်းအဖြစ်သတ်မှတ်ပြီးနောက်ပိုင်းမှာဝေရောက်လာသူများကိုခိုင်လုံသောအကြောင်းပြချက်တင်ပြနိုင်မှသာ CDM အဖြစ်သတ်မှတ်ရန်ဖော်ပြထားပါတယ်။ဒါ့အပြင် CDM များအားဂုံပြုချင်းမြင့်ခြင်းနဲ့ ထောက်ပံ့ခြင်းဆိုင်ရာအတုံးစီအတီးချတတ်မှတ်ရန် CDM လှူရှာမှုဆိုင်ရာတမိုင်းဖြစ်ရအောင်ပညာရေးတင်ယူညွန့်တန်းမှထည့်သွင်းပြထန်းရန်နဲ့ CDM နေ့ရက်တစ်ခုတတ်မှတ်ကအများပြည်သူယုံပိတ်ရဖြစ်တတ်မှတ်ရန်တို့လည်းထည့်သွင်းပြထန်းထားပါရခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လရင်သတင်းတူးများနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်ဆစ်အာဏာရှင်စနစ်ဆူလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။